ကမ္ဘာလူကြိုက်အ ਨੇ ဆုံးယိုဒီယိုကတော့အန်အောဖို့ကောင်းလောက်အောင်ကြိုက်တဲ့သူရှားတဲ့ယိုပဲဖြစ်ပါတယ်။တာမန်ယိုတွေလိုတစ်သီးတွေနဲ့ဟင်းရွက်တွေကိုအချင်းသိပ်ပြီးရရှိလာတဲ့ယိုမဟုတ်ဖ ೇನೆ ဒီယိုရဲ့ပြုလုပ်ပုံဟာထူးဆန်းတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။အမှန်တကယ်တော့ဒါဟောင်းယိုတစ်ခုမဟုတ်ဖ ೇನೆ ဘီယာချက်ရမှာရရှိပြီးကြံခဲ့တဲ့အ ਨੇ တွေပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီယိုရီရဲ့ရတာဟာချင်ဖန်ခါရတာသုံးမျိုးလုံးကိုတပြိုင်နက်တည်းရရှိပြီးတော့စားပြီးတဲ့နောက်မှာပါဇက်ထဲမှာငံပြီးကြံခဲ့တယ်လို့လည်းဆိုပါတယ်လူကြိုက်မများပေမဲ့ဘာကြောင့်ထုတ်လုပ်နေရတယ်လဲဆိုတဲ့အကြောင်းရင်းကတော့အင်္ဂလန်နိုင်ငံရဲ့တော်ဝင်စပွဲဝိုင်းတွေမှာမပါမဖြစ်ပါရတဲ့ရာဖြစ်နေလို့ပဲဖြစ်ပါတယ်တော်ဝင်မိသားစုတွေဟာများသောအားဖြင့်ဒီယိုကိုအထုပ်တွေမှာစမ်းစားတက်ကြပြီးပအောင်မှလည်းရိုးဖြစ်တုံစားတက်ကြလို့ပဲဖြစ်ပါတယ်ခါပြီးငံတက်တဲ့အပြင်အနောက်မှာလည်းပုံအံ့အံ့အနှံ့ရှိတဲ့အတွက်လူတိုင်းမကြိုက်တတ်တာပဲဖြစ်ပါတယ် ဒါကြောင့်ဒီယိုနဲ့ပတ်သက်ပြီးနာမည်ကြီးတဲ့ဆောင်ဖော်တစ်ခုကတော့ Love it or hate it ပဲဖြစ်ပါတယ်။ကြောက်ရင်တော့ဆက်စားပါမကြောက်ရင်တော့ကြော်သွားလိုက်ပါမဝေဖန်ပါနဲ့တော်ဝင်အဆဆာမှုပဲဖြစ်ပါတယ်ဆိုပြီးအတိပဲဖွင့်ဆိုကြတာပဲဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံကလူအနေစုသာကြိုက်တဲ့အစားတောင်းယိုတစ်မျိုးဖြစ်ပြီးဒီယိုကိုပြုလုပ်တဲ့အခါမှာလည်းတဆင်းတဲ့တကြားကအဓိကထားပြီးပြုလုပ်ရတာပဲဖြစ်ပါတယ်။အပူချိန်82ဒီဂရီမှာထားပြီးခွဲထွက်လာတဲ့တဆေးတစ်ခုချင်းစီရဲ့အနေရီကိုစုပြီးဖြစ်လာတဲ့ရိုးဖြစ်တဲ့အတွက်အနံ့နဲ့အရသာကတော့ပြောစရာမလိုလောက်အောင်ဆိုးရွားလှတာပဲဖြစ်ပါ က်ပါတယ်။လူတိုင်းမကြိုက်တဲ့အပြင်အနံ့ရယုံနဲ့တင်အန်ဂျင်စီယာကောင်းနေပြီဖြစ်တဲ့ဒီယိုကိုတစ်လုံးစားရင်ဒေါ်လာ1000ပေးမယ်ဆိုရင်သင်စားမလား။